ဝမ်ချန်နယ်ကိုကြည့်ရှုနေကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာဝမ်ချန်နယ်ကနေပြီးတော့အပတ်စဉ်အယူတော်မင်္ဂလာဟောဆန်းနေတဲ့လစဉ်ရတဲ့အရာတွေကိုပြန်လည်ထုတ်လွှင့်ပေးလျက်ရှိပါတယ်ကျွန်တော်တို့ဘာမင်းနိုင်ခါရဲ့တပည့်ရင်အောင်ခင်မြတ်ဖြစ်ပါတယ်ဒီတစ်ပတ်ဖေဖော်ဝါရီ26ရက်ကနေပြီးတော့မတ်လ4ရက်နေ့အထိတနင်္လာနေ့မွေးဖွားသူများတနင်္လာသားသမီးများအတွက်တပတ်တာယူတော်မင်္ဂလာဟောဆန်းကိုဟောကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီတပတ်တာအတွင်းမှာတော့တနင်္လာနေ့မွေးဖွားသူတွေဟာစိတ်ကူးရင်ဆန်နေတဲ့ရက်တွေဖြစ်တယ်။အဲ့တော့စိတ်ကူးရင်နေဆန်နေတယ်၊စိတ်ကူးရင်အိမ်မက်တွေဆန်နေတယ်။တခုဆိုကျွန်တော်တို့စိတ်ကူးတာတွေကကျွန်တော်တို့များနေတဲ့ရက်တွေဖြစ်တယ်။ ဲ့တော့ဒီလိုရံမျိုးတွေမှာတနင်္လာနေ့မွေးဖွားသူတွေဟာစိတ်ခံစားလွယ်တဲ့သဘောတခုဆိုရင်စိတ်ခံစားလွယ်တဲ့ကျွန်တော်စိတ်ထိခိုက်လွယ်တဲ့သဘောကတော့အညာလွယ်တဲ့သဘောလေးတွေဖြစ်နေတဲ့ရက်တွေဖြစ်တယ်အဲ့လိုမျိုးကကျွန်တော်နုနုလောရွာရွာလှလှလေးတွေကိုကျွန်တော်တို့ကြိုက်တယ်အာကိုမြင်တဲ့ဟာလေးတွေအဝယ်စားလေးတွေအားစအယောင်လေးတွေအားစ အာဟိုကျွန်တော်အလှကုန်ပစ္စည်းလေးတွေအားစားနုနုရရလှလှပပလေးတွေမြင်ကိုယ်စိတ်ထဲမှာကြိုက်နေတဲ့ပုံစံအဓိကတော့ကိုယ်စိတ်ထဲမှာဒီလိုဟိုရက်မျိုးတွေဟာကိုယ်စိတ်ထဲမှာစိတ်ခံစားမှုလေးတွေကျွန်တော်တို့ပြည့်နှက်နေတဲ့ရက်တွေဖြစ်နေတယ်အဲ့တော့ဒီလိုရက်မျိုးတွေမှာတော့တခုရှိတာအပါလဲဆိုတော့ကျွန်တော်တို့အယူအဆအစ်တွေနဲ့လုပ်ငန်းအစ်တွေတော့လောက်ကန်ရတတ်တယ်ကိုယ့်ရဲ့အယူအဆအစ်တွေကိုယ့်ရဲ့စိတ်ကူးအစ်တွေကိုယ့်ရဲ့အကြံဉာဏ်အစ်တွေနဲ့ ကျွန်တော်လုပ်ငန်းတစ်တွေတော့ကျွန်တော်တို့ဟိုလုပ်ကင်ရတဲ့ရက်တွေတော့ဖြစ်တယ်ပေါ့အဲ့တော့ဒီလိုရံမျိုးတွေမှာကိုယ့်ရဲ့အကြံစီတစ်တွေကိုကျွန်တော်တို့အစာပြိုးပြီးလုပ်ကင်မယ်ဆိုရင်လည်းလုပ်ကင်တဲ့ရက်တွေဖြစ်တယ်အောင်မြင်မှုရမယ့်ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေအတွင်းမှာတော့တနင်္ဂနွေနေ့မွေးဖွားသူတွေဟာကိုယ့်ရဲ့အရေးကြီးတဲ့ကိစ္စတွေရှိလို့ပဲဖြစ်ဖြစ်လုပ်ငန်းကိစ္စတွေရှိလို့ပဲဖြစ်ဖြစ်ပြောဆိုကိစ္စရှင်းလင်းရမယ့်ကိစ္စတွေရှိလို့ပဲဖြစ်ဖြစ်အလုပ်မဲ့ဆိုရင်လုပ်တဲ့ရက်တွေဖြစ်တယ်အလုပ်မဲ့ဆိုလည်းကျွန်တော်တို့အောင်မြင်မဲ့ရက်တွေဖြစ်ပါတယ် အဲ့တော့တနင်္လာနေ့မွေးဖွားသူတွေဟာဒီလိုရံမျိုးတွေမှာတော့ကျွန်တော်တို့ခရီးနဲ့ပတ်သက်တဲ့ကိစ္စတွေကိုကျွန်တော်တို့ဦးစားပေးပြီးလောက်ကန်ဆောင်ရွက်တဲ့ရက်တွေဖြစ်တယ်။အဲ့တော့ဘယ်ဟိုကျွန်တော်တို့ခရီးသွားပြီးလုပ်မလဲ၊ဘယ်နေရာတက်မှာလုပ်မလဲ၊ဘယ်ဒေတာတက်မှာလုပ်မလဲပေါ့နော်။တွားရောက်ပြီးကျွန်တော်တို့တွားရင်းလာရင်လောက်ကန်ရမယ့်ကိစ္စတွေဦးစားပေးပြီးလောက်ကန်တဲ့ရက်တွေဖြစ်ပါတယ်။ အဲ့တော့ဒီရက်တွေအတွင်းမှာတနင်္လာနေ့မွေးဖွားသူတွေဟာကျွန်တော်ဘယ်ဟာတွေနဲ့ပတ်သက်ရင်အကျိုးရှိလဲဗေကေရှင်းအနေနဲ့ပတ်သက်ရင်ကိုယ့်အတွက်ကောင်းလဲဆိုတော့အမှုပညာနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအလားကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအဖိုးတန်ရတနာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေရွှေတို့ရေတို့လယ်တို့လမ်းတို့နဲ့ပတ်သက်တဲ့ကိစ္စတွေလက်ဖက်ဆိုတို့လက်ဖက်ချောက်တို့လက်ဖေးဆိုင်နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေခီးသွားပြီးလုံးဝမဲ့ကိစ္စမျိုးတွေတွတ်တန်တက်တဲ့နဲ့ပတ်သက်တဲ့ကိစ္စတွေအတန်တို့ဂီတာတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအခုကျွန်တော်ပြောတဲ့ကိစ္စတွေနဲ့ပတ်သက်ရင်တော့တနင်္လာနေ့မွေးဖွားသူတွေဟာဒီလိုရမျိုးတွေမှာအကျိုးရှိအောင်မြင်စေတဲ့ကိစ္စတွေဖြစ်ပါတယ် အဲ့တော့အဲ့အရာတွေကတော့ကျွန်တော်တို့အကျိုးရှိအောင်မြင်ပြီးဘက်ကိစ္စဘယ်လုပ်ငန်းတွေနဲ့ဆိုရင်တတိထားပြီးလောက်ကန်ဆောင်ရွက်တင်လဲဆိုတော့ကျွန်တော်ဥပဒေနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအုပ်ချုပ်ရေးနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေ အကျိုးဆောင်ပြီးလုံးဝမဲ့ကိစ္စမျိုးတွေအိမ်ဆောင်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအုတ်တို့အင်းတို့အေးတို့အချွေတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေမြေနဲ့ပတ်သက်တဲ့ကိစ္စတို့အမွေနဲ့ပတ်သက်တဲ့ကိစ္စတို့ကျွန်တော်ဖုန်းတို့မုတ်လုံငန်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေပရိဘောကပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေပညာရေးမှသာရေးနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေပဲမျိုးမျိုးတို့ကျွန်တော်ပြောင်းတို့ပွဲရုံပွဲစားလုံးဝမဲ့ကိစ္စတွေဆိုရင်တော့ဒီလိုရမျိုးတွေမှာတရီထားပြီးလောက်ကန်ဆောင်ရွက်တဲ့ရက်တွေဖြစ်ပါတယ် ဲ့တော့ဒီရက်တွေအတွင်းမှာတော့တနင်္လာနေ့မွေးဖွားသူတွေဟာကျွန်တော်အထူးသဖြင့်မြေနဲ့ပတ်သက်တဲ့ကိစ္စတွေမြေအယောင်းဝယ်လောက်တာပဲဖြစ်ဖြစ်မြေနဲ့ပတ်သက်တဲ့ကိစ္စတွေကျွန်တော်ပြောဆိုဆက်ဆံရမယ်ဆိုရင်တော့ကျွန်တော်တို့လောက်ကန်ဆောင်ရမယ်ဆိုရင်တော့တတိထားပြီးလောက်ကန်ဆောင်ရတဲ့ရက်တွေဖြစ်ပါတယ် အဲ့တော့ဒီရက်တွေတွင်မှာပဲတရင်ကနေမွေးဖွားသူတွေရာကျွန်တော်ရောင်းချင်တဲ့ပစ္စည်းတွေရှိလို့ရောင်းမထွက်တဲ့ပစ္စည်းတွေရှိလို့တခုလေးရောင်းထွက်ချင်လို့ဆိုရင်ဘာလို့ရလဲဆိုတော့ကျွန်တော်အိုးချမ်းပဲလေးတခုနဲ့ပဲရောင်းချင်တဲ့ပစ္စည်းတွေကိုတို့ထီရိုက်ခေါက်ပေးမယ်ဆိုရင်ဝယ်မဲ့သူမြန်လာပြီးအမြန်ရောင်းထွက်စေတဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီလိုရံမျိုးတွေမှာတော့အိမ်တော်ရင်ချင်းနဲ့ပတ်သက်ရင်ကျွန်တော်စိတ်ချမ်းသာမယ့်ရက်တွေဝမ်းနာပျော်ရွှင်ရမယ့်ရက်တွေဖြစ်ပါတယ် အဲ့တော့အကျိုးပေးကံကောင်းစေတဲ့ခဏနံပါတ်တွေကတော့4633ဆိုတဲ့ခဏနံပါတ်တွေဟာအကျိုးပေးကံကောင်းစေတဲ့ခဏနံပါတ်တွေဖြစ်ပါတယ်။အဲ့တော့ကျမ်းမာရင်းနဲ့ပတ်သက်ရင်တော့ကျွန်တော်ဗာတတိထားဆိုတော့ဖိုင်းနဲ့ပတ်သက်တာလေးတွေပေါင်နဲ့ပတ်သက်တာလေးတွေတတိထားဖို့လိုတဲ့ရက်တွေဖြစ်ပါတယ်။အဲ့တော့ဒီရက်တွေအတွင်းမှာတနင်္ဂနွေမွေးဖွားသူတွေဟာတခုလေလှူကျင်တန်းကျင်လို့ပဲဖြစ်ဖြစ်တခုကိစ္စလေးတွေထူးထူးခြားခြားအောင်မြင်နေတယ်ဆိုရင်ကိုယ်အိမ်ဖျားမှာပဲတပြေပန်းနေကျွန်တော်တို့ဝေးဝေးဆာဆာကတ်လူပြီးဆူတောင်းလိုက်ပါခင်ဗျာ။တနင်္ဂနွေမွေးဖွားသူများအားလုံးကျမ်းမာချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာ။